Hello အားလုံးမင်္ဂလာပါ Good day Bobo Channel နဲ့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကဲကြောဒီနေ့မှာတော့စနေနေ့ဆိုတော့ပွဲများတယ်ပေါ့နော်၁၀ပွဲလောက်ရှိပါတယ်၈နိုင်ခွဲကစပြီးကင်မယ်အဲ့တော့၁၀ပွဲအဲ၁၀ပွဲဆိုတော့ကျွန်တော်တို့ဒါကျွန်တော်ဟိုကရန်ရှိမှာဆိုကျွန်တော်နှစ်ဖိုင်တော့ခွဲပေးမယ်ပေါ့နော်ကျွန်တော်ပြောကြည့်လိုက်မယ်မိနစ်20ကျော်တော့နောက်တစ်ဖိုင်ခွဲလုပ်ပေးမယ်ပေါ့နော်အဲ့တော့မနီကတော့ကျွန်တော်တို့ draw ကြွားရမမ်ဘာ free order တပွဲနိုင်တပွဲရှုံးဆိုတာအဆင်မပြေပါဘူးပေါ့နော်အနိုင်ရှုံးမပေါ်ပါဘူးအောက်ရှုံးနဲ့ပဲဂျင်းနဲ့လဲရတယ် ဲ့တော့မနေ့ကလည်းကျွန်တော်ဂူပေါင်းနေတိတ်မပေါ်ပါပြန်ဘူးเนาะပြီးတော့အိမ်ကွင်းတွေပဲဒါကြေးအောင်သွားတဲ့တဘောပေါ့เนาะအဲ့တော့ဒီနေ့မှာတော့အဝေးကွင်းနဲ့ဂူပေါ်ရောဆက်လိုက်ရမနေ့ကလည်းကျွန်တော်ဂျာမနီကြိုက်တယ်မအောင်ဘူးเนาะအဲနောက်တစ်ခုဂူအောက်ပေါ့เนาะဆလိုဘက်ကီးယားဂူအောက်ကတော်တော်လေးကြိုက်တယ်အဲကြောင့်မမ်ဘာအော့ဖ်ရောကျွန်တော်တစ်ခုလုံးထည့်ပေးရပါဘောเนาะသူဘက်ကီးအောက်ကြိုက်တယ်ပြဒါပေမဲ့အန်ဒီလေးနည်းနည်းလေးများလို့နော်1 3လောက်တော့မှန်းနေဒါပေမဲ့အန်ဒီများကျွန်တော်ဆလိုဘက်ကီးယားဘော်ဒီကိုရှောင်လိုက်တာမောင်းနေလောက်ပဲထည့်ပေး ဖင်လန်ရှုံးသွားတာလည်းပါလာပါတော့ဖင်လန်တကယ်လို့ဒါဒီနယ်ဒါလန်နာ5ပွန်ကျော်မောင်းလေးပေါက်တာပါဗျာမောင်းတမောင်းပေါက်မယ်ဂျာမနီ9လည်းမောင်းတမောင်းပေါက်မယ်ပေါ့နော်အမနီရောနည်းနည်းလေးကတ်လွဲလေးဖြစ်သွားတယ်ပေါ့နော်ခဲတော့ကျွန်တော်ဒီ6ခွဲပွဲနဲ့စပြောမယ်ဘယ်ဂျီယန်ပေါ့နော်ကာဆတ်စတန်နဲ့ဘယ်ဂျီယန်အဲ့တော့ကာဆတ်စတန်မြေမှာတော့ကျွန်တော်တို့ဘယ်ဂျီယန်လာပြီးနှလုံးကို25ပြားရှုံး360ရှုံးအဲ့ဂျီကတော့ဒါနည်းနည်းလေး ဒီနေ့မှတော့ဒီနေ့ကြီးတဲ့တော်မြန်မာခက်ပြင်းပြင်းလေးပြောက်ထားရယ်နော်ရန်ကြီးချူတာတိတ်မရှိဘူးအဲ့တော့ဒီကြီးကမှန်လားဆိုတော့ပထမကြော်ကြီးနဲ့ရှင်မယ်ဆိုရင်တော့ကျွန်တော်တို့ဒါမှန်ကန်မှုရှိပါတယ်၃လုံး50ရှုံးနဲ့အခု၄လုံး50ရှုံးဆိုတော့ အဲ၃လုံး50လေရှင်ပြီးခဲ့မယ်ဆိုတော့၃လုံး50နိုင်တော့ပြန်ပြီးရမယ်ပေါ့နော်အဝေးကွင်းမှာတော့ဒါမဲ့လက်ရှိမှာ၃လုံး50ရှင်ဝင်ရိုးပဲခြေခံထားတာဆိုတော့နည်းနည်းတော့နူးတဲ့ဘက်ကိုတော့သွားတယ်မမှန်ဘူးပေါ့နော်နည်းနည်းလေးနူးတဲ့ဘက်ကိုသွားတယ်ကိုပေါင်းကြီးက၃လုံး80၃လုံး60ဒီဝင်းကျင်ဖွင့်လာတာဆိုတော့ဒါရှိရဘော်ဒီကြီး၃လုံး20ရှင်နဲ့50ရှင်ကြားမလို့ကိုပေါင်းကြီးကဒီကြီးနဲ့လိုက်ကတ်ထားတာပေါ့နော်အော်ဒါပေမဲ့ကျွန်တော်ကကာဇက်စတန်အင်ကွင်းမှာဘယ်ဂျီယန်၂ချိန်လာကန်မှုတွေနောက်ဆုံး၂ချိန်ကိုကျွန်တော်ကြည့်မယ်ဆိုရင်အဲ sorry နောက်ဆုံးတစ်ကြိမ်ပေါ့နော်ကာဆစ်စတန်မှာဆိုရင်ဒီတူဒီတူတွေပဲဖြစ်ထားတယ်။ဟိုကာဆစ်စတန်အင်ကွင်းကဒါကလက်ကောနိုင်ငံရောဘေးပဲကြီးကြီးကျော်ဂူပေါင်းအောက်တာများတယ်။အဲအတင်းကြီးတော်တော်များများဒါအော်စတီးယားလေးလာကန်တယ်၊မြောက်မက်ဆီဒိုနီးယားလေးလာကန်တယ်၊ဝေးလ်လဲလာကန်တယ်။နော်အကုန်လုံးဒါဂိုးအောက်တွေပဲသွားဒီတူဒီဝမ်ဒါလောက်ပဲသွားတော့ဒီနေ့မှလည်းဘေဂျီယံနိုင်ငံရဲ့ဇီတူပေါ့နော်ဘေဂျီယံနိုင်ငံရဲ့ဇီတူဇီတူဒီတော့ပဲသွားဖို့ရာခိုင်နှုန်းများတယ် အဲနောက်တစ်ခုကကျော်ဘယ်ဂျီယန်ကအမက်လွယ်ချက်ရှိမရှိပါဘောเนาะဘယ်ဂျီယန်ကလက်ရှိမှာ14မက်မြောက်မက်ဆီဒိုနီးယားက73မက်အဲ့တော့ဘယ်လိုပြောမလဲဘယ်ဂျီယန်ရဲ့ဒီနေ့မှာနိုင်ထားရင်တော့ပို့ပြီးတော့ဒါအချင်းကြီးကောင်းနေပါဘောเนาะပို့ပြီးတော့ရလက် ဟိုစိတ်ချရတယ်ပေါ့သူကတော့လက်ရှိမှာတပွဲရောနဲ့14မဲ့မြောက်မက်ဆီဒိုနီးယားကတော့9ပွဲကံပြီးတပွဲအတာကံပြီး73မဲ့ဆိုတော့အောက်ကဝေ့ကလည်းဒီနေ့မှာလက်ချက်စတင်းကိုနိုင်လိုက်မယ်ဆိုရင်သူလည်း73မဲ့ရလာအဲ့တော့ goal difference နေနဲ့ဒါအဆင့်1နဲ့3လူပါအဲ့တော့ ဟိုကိုကအဆင့်တက်မှာပဲအမြဲတမ်းရက်တည်ခြင်းနဲ့ဆိုရင်အဆင့်တက်နဲ့ချစ်စစ်ပွဲအောင်ခြင်းနဲ့ဆိုဒီနေ့မှာကာဆက်စတန်အင်ကွင်းမှာတော့ဘေဂျီယန်အနေနဲ့ဒါနိုင်ပွဲရအောင်တော့ဖော်ဆောင်တဲ့နဲ့အနည်းဆုံး1 3 2 0လောက်နဲ့တော့နိုင်အောင်ကစားလိမ့်မယ်လို့ကျွန်တော်ယူဆအဲ့တော့ဘော်ဒီကတော့ပြား20လောက်ပြား30လောက်ကျွန်တော်ရင်းရလိမ့်မယ်ဘေဂျီယန်ဘော်ဒီလေးကောင်းနေပေါ့နော်အဲဂိုပေါင်းကတော့ကျွန်တော်ဂိုပေါင်းအောက်ပဲကြိုက်တယ်ဘေဂျီယန်လုံးဆုံး3လုံးထိလောက်ပဲရောက်ဖို့ရခိုင်လို့မြရတယ်လေးလုံးရောက်ဖို့ခက်မယ်ပေါ့နော်အဲ့တော့ကာဆက်စတန်ဂိုးရနိုင်ကြီးရှိတာဆိုကာဆက်စတန်ဂိုးရဖို့လည်းနည်းနည်းလေးခက်တယ်ပေါ့အင်ကွင်းဆိုပေမဲ့ သူကဒီတိုက်စစ်ပိုင်းကျတော့အရင်အားနေရပေါ့နော်ဒီဘေဂျင်အိမ်ခွင်းမှာတော့လည်း6-9ပြက်နဲ့ရှုံးလာတာဆိုတော့ဒီနေ့မှာတော့အာ9ပြက်7ပြက်မရှုံးအောင်လောက်ပဲဒါအိမ်ခွင်းမှာခန့်စစ်ပိတ်ကစားဖို့ရာခိုင်နှုန်းများတယ်အဲ့တော့ကျွန်တော်ဒီဘွဲမှာဘေဂျီယန်နဲ့9အောက်လေးပဲတွဲပေးခြင်းနေပေါ့နော်အော်ဘေဂျီယန် 2C 3C ဒီလောက်ပဲသွားဖို့ရခိုင်တော့များတယ်လို့ကျွန်တော်ယူဆပါတယ်အဲ့တော့ကိုအောက်လေးတော့ပိုကြိုက်တယ်ဗောနောကိုအောက်ကတော့ဒါ Calistan အင်ငွေကကိုအောက်တာများကလက်တီဆိုတဲ့ခါရဲ MRD ပါဆိုတဲ့ဒါကိုအောက်တာပဲသွားတာဗောနောအဲ့တော့ကျွန်တော်ကိုအောက်ပဲကိုအောက်လေးတော့ပိုကြိုက်တယ် body ဆိုတော့ပြား20 30ရင်းပြီးတော့ကျွန်တော် Belgian body လေးတော့ကြိုက်တယ်ဗောနောအော်နောက်တစ်ပွဲက Cyprus နဲ့ Austria ပေါ့နော်အော် Austria ကတလုံးအချုံနှလုံးအပြည့်နိုင်ပြီးတယ်ကိုပေါင်းကြီး၃လုံး၃၀နိုင်ဒီကိုပေါင်းကြီးနဲ့ဒီ body ကြီးတန်းကကျွန်တော်တို့2စီးလောက်သွားခြင်းနဲ့ ပုံစံမျိုးဒါခန့်မှန်းထားတဲ့ပုံစံပေါ့နော်အော် 1C 2C ပေါ့အော် Austria 9 2C လောက်နဲ့ရက်မယ် body အပြည့်နိုင်မယ်လို့ကိုပေါင်းကိုကိုပေါင်းအောင်နဲ့တွေ့မယ်ဇုံပေါ်ကြီးပေးဖို့ခက်တဲ့ခြေတန်းတစ်မျိုးဖြစ်တယ်ဘာကြောင့်လဲဆိုတော့ကိုပေါင်း body အပြည့်ရနေတဲ့အချိန်မှာကိုပေါင်းကြီးကဒါ၃လုံးရှူရနဲ့ပြား ဟိုအရှုံးမဟုတ်ပဲနဲ့ပြား20 30တော့ပေးနေပြီဆိုတော့ဂိုးပေါင်းအပေါ်တက်ဖို့၄လုံးထိရောက်ဖို့ခက်တယ်အလုံးစုံ3လုံးပေါ့အဲ့တော့ဒီပွဲလဲကျွန်တော်ဂိုးပေါင်းအောက်ပဲကြိုက်တယ်เนาะဂိုးပေါင်းအောက်ကြိုက်တယ်30တော့ရင်ကောင်းရင်ရနိုင်တယ်3လုံးရောက်သွားရင်တော့ကျွန်တော်30လောက်ရင်ရနိုင်တယ်30 20တော့ရင်ရနိုင်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ဂိုးအောက်လေးကြိုက်တယ်တူးသီးလောက်ပဲမှန်းကျင်တယ်တူးသီးလောက်ကတော့ကျွန်တော်ကြိုက်တယ်ပေါ့နော်တူးသီးလောက်ထိုးကွက်ကိုကျွန်တော်ကြိုက်နေတယ် ဲ့တော့ Austria ကနောက်ဆုံးဒီ Romania ကိုဝေးခွင့်မှာသူတို့1-0နဲ့သူတို့ရှုံးတယ်။ရှေ့မှာ Tamsey ဒီ Sego Zero နဲ့ San Marino 9အဲ့ပွဲပြီးတော့ကျွန်တော်ကဒီ Romania နဲ့ပွဲမှာ goal အောက်ကြိုက်ခဲ့တာ body တော့ကျွန်တော်မကြိုက်ခဲ့ဘူးပေါ့နော်။အဲ့တော့အဲ့ပွဲလေးတော့မှန်တယ်ဒါပေမဲ့ဒီနေ့တော့ goal ပေါ်ထက်လာဖို့နည်းနည်းလေးခက်အောင်မယ်ထင်တယ်။ဝေးခွင့်လည်းဖြစ်နေ Austria ကအိမ်ဝင်ဆိုရင်တော့ပို့ပြီးတော့ကောင်းတယ်။လောက်ရီကရင်ပို့ကောင်းတယ်၊ goal တွင်းရလည်းပို့ကောင်းတယ်ပေါ့နော်။အဲ့တော့အမှတ်လွဲချက်ရကြည့်မယ်ဆိုရင်တော့ ဩစတြေးလျကလက်ရှိမှာ15မဲ့အောက်ကဘော့စနီးယားက17မဲ့အော်ဘော့စနီးယားကဒီနေ့ဗာနဲ့တွေ့နေလဲဆိုရင်ကျွန်တော်တို့ဒီရိုမေးနီးယားနဲ့ရိုမေးနီးယားနည်းနည်းလေးကန်ကန်ခက်တဲ့အတင်းထဲမှာပါရပါတော့လက်ရှိမှာရိုမေးနီးယားလည်း10မဲ့ဘော့စနီးယား17မဲ့သူနှစ်တင်းကဒီနေ့ဒါနိုင်တဲ့ကောင်က ဘော့စနီးယားနိုင်တော့အဆင့်နဲ့ပါပဲယက်တီနေမယ်။ဝမီးနီးယားနိုင်မယ်ဆိုရင်ဒါ73မတ်နဲ့အရမ်းမဲ့တူပြီးတော့အပေါ်တက်ကောင်းတက်လာနိုင်တဲ့ goal difference အရကြည့်ပြီးတော့နော်။အော်ဒီနေ့သားမှာအော်စတီးယားဒီဒီ side plane နဲ့ game နဲ့နေမှာခွင့်ကောင်းယူလို့ရတယ်။နောက်ဆုံးပွဲစဉ်ကသူတို့ဘော့စနီးယားနဲ့ game မှာဆိုတော့အောက်ကအဆင့်နဲ့ကအတင်းနဲ့ဆိုနည်းနည်းလေးဒါခက်ခဲနိုင်နေပေါ့နော်။အဲ့တော့ဒီနေ့သားမှာအော်စတီးယားအနေနဲ့ဒါ side plane ကိုတော့တကူအတာနှစ်ကူအတာနေတော့နိုင်အောင်ကြိုးစားပြီးကန်ထားလိမ့်မယ်လို့ကျွန်တော်ယူဆတယ်။အဲ့တော့ကျွန်တော်2-0လောက်မှန်းတယ်နော်။ body မှာတော့အပေါ်ပဲကြိုက်တယ်။ body အပေါ် ော်နဲ့ဂိုးအောက်ပေါ့နော်။အော်စတီးယားဘော်ဒီကြိုက်တယ်ဂိုးပေါင်းအောက်ကြိုက်ပါတယ်နော်။အဲနောက်တစ်ပွဲကကျွန်တော်တို့ဒီဂျော်ဂျီယာနဲ့စပိန်။စပိန်ကဝေးကွင်းကနှလုံး90နိုင်3လုံး35ပြားရှုံးဂိုးပေါင်းကြီးနည်းနည်းလေးပြင်းလာဘော်ဒီကြီးတော့အရင်ပြောင်းလဲမှုရှိပထမကျော့စပိန်ကြီးမှာနှလုံး65ပြားရှုံး3လုံး100ရှုံးပေါက်ခဲ့တယ်ပေါ့နော်။အဲ့တော့ဒီအနေအထားမှာကျွန်တော်တို့ လေးလုံးရောက်ပါမလားဂျော်ဂျီယာနဲ့စပိန်နောက်ဆုံးဒီနောက်ပိုင်းနှစ်တွေမှာခက်ဆိတ်ဆိတ်လေးဒါတွေ့လာရတယ်။ဟိုတွေ့တိုင်းလဲဒါဂိုးတွေနည်းနည်းမြူးရတဲ့အချိန်မှာပါတယ်ပေါ့နော်။ဒါပေမဲ့စပိန်မြေမှာတော့ကတော့တူးစီးပဲအဲတော့ကလည်းကျွန်တော်ဂိုးအောင်ပဲကြိုက်တာနော်။အဲတော့ကဂိုးအောင်ကြိုက်တာမှန်တယ်။အဲဒါပေမဲ့ဒီနေ့မှာတော့ဂိုးအောင်ကြိုက်လို့ရပါမလား။ပြီးတော့ဂျော်ဂျီယာကခြေစစ်ပွဲမအောင်တော့ဘူး။ ချင်းစပဲမောင်နဲ့မောင်တော့ဘောเนาะတေချာသွားပြီဒီစပိန်နဲ့တူရကီပဲသူတို့အုပ်စုကအောင်မို့ရခိုင်တော့များတယ်အော်လက်ရှိမှာစပိန်က12မှတ်နဲ့တူရကီက6မှတ်နဲ့ဒုတိယအော်တူရကီကဒီနေ့မှာဘူဂေးရီရောအနိုင်မယ်ဆိုရင်12မှတ်ရမယ်အော်စပိန်နဲ့ကျတော့ goal difference ရစပိန်ကလက်ရှိမှာ15ဂိုးတောင်ရှိနေရဆိုတော့တူရကီကဒီစပိန်ဒီနေ့ရှုံးရင်တော့မှာတူရကီနဲ့အမှတ်တူတော့စပိန်ကဆင်းတက်မှာပဲရက်တည်နေမှာဆိုတော့စပိန်ဒီနေ့ဒါတက်တောင့်တက်တာလေးကစားလာဖို့ရခိုင်တော့များတယ်အဲ့တော့ဂိုးပြက်ချေပြက်တွေဖြစ်ပါမလားပေါ့နော်ဒါလေးတစ်ချက်ကျွန်တော်စဉ်းစားနေရရှိတယ်လက်ရှိဂျော်ဂျီယာမှာ ာလဲဒါဟိုခြေစွမ်းကောင်းတဲ့ကစားသမားတွေတော်တော်များများရှိနေရဖြစ်တဲ့အတွက်ဂိုးပေးရနိုင်ကြလေရှိတယ်ဂိုးရနိုင်ကြလေရှိတယ်အဲ့တော့စပိန်နေနဲ့ရာမဲတို့ဘာတို့ဒါနီကိုလက်ဝီလျံတို့တော့ပါဖို့တော့မရှိဘူးဒီအနေနဲ့မှာကျွန်တော်ဂိုးပေါင်းအပေါ်ကိုကျွန်တော်အရေးမစွန့်ခြင်းပေါ့နော်အဲနည်းနည်းလေးအန်ဒီအများကြီးလို့ကျွန်တော်ယူဆရတယ်အဲ့တော့ဂျော်ဂျီယာမြေမှာစပိန်နှစ်ကိုပြက်ဖို့နည်းနည်းလေးခက်မလားဒါကိုကျွန်တော်တစ်ချက်စဉ်းစားစဉ်းစားရမယ်ကျွန်တော်ကတော့ အဲဘယ်လိုပြောရမလဲနှစ်ကိုးတော့ပြက်မယ်လို့တော့ယူဆရတယ်ပေါ့နော်နှစ်ကိုးလောက်တော့ပြက်နိုင်ကြရာခိုင်နှုန်းများတယ်ပထမအကြောကသူတို့ body ကြီးစပိန်မြေမာတော့က body ကြီးကြာထားတယ်ဗျာနော်နှလုံး90ရှုံပေါက်တာဆိုတော့ဟိုပြားတဝက်လောက်ကြာထားတယ်နှလုံးတူးသီးနဲ့ပဲရက်ခဲ့တယ်လက်ရှိမှာနှလုံး90နိုင်လို့ဒီနေ့မှာတူးသီးနဲ့နိုင်ကြတော့ဒီပြား90လောက်ရမယ်အဲ့တော့ကျွန်တော်ဒီဘွဲမှာလာအပေါ်အသင်းမဲစပိန်မဲကြိုက်တယ်ပေါ့နော်စပိန်ကြိုက်တယ်ဂိုးပေါင်းကိုကြာကျွန်တော်ဒီဘွဲကိုနည်းနည်းကြီးဘယ်လိုပြောမလဲမတင်မကြဖြစ်နေတယ်အရင်ကြီး ဟိုမကြိုက်ဘူးဗောနော်အပေါ်လည်းမကြိုက်သလိုအောက်ကိုလည်းမပေးရဘူးဟိုဘာမလို့ဖြစ်သွားနိုင်တဲ့ဂျီနန်မျိုးဂျော်ဂျီယာတကိုးရရင်ဒီဘက်ကဂိုးပေါ်တက်မှာနော်အဲ့လိုမျိုးဆိုတော့အဲကျွန်တော်2 3 3 3စီးလောက်တော့သွားနိုင်တယ်ဗောနော်4 3ကိုစိတ်ထဲမှာအရန်ကြီးဒီဘဝင်မကြောက်ဘူးဖြစ်နေအဲ့တော့ဂိုးပေါ်လည်းမကြိုက်ဘူးဂိုးအောင်ပေးရလားဆိုတော့ဂျော်ဂျီယာတကိုးရသွားမှာကိုလည်းနည်းနည်းလေးစိုးရင်နေရဗောနော်အဲ့ဒါကြောင့်ဂိုးပေါ်ကျွန်တော်ဒီဘက်မှာလက်ဆောင်ခြင်းနေကျွန်တော်စပိန်မဲကြိုက်တယ်နော်။အော်စပိန်ကျွန်တော်လက်ရှိမှာဝေးကွင်းနေပဲကြိုက်ထားတယ်။စပိန်ကြိုက်တယ်။ နော်အော်စပိန်ကြိုက်တယ်ဩစတီးယားကြိုက်တယ်ဘယ်ဂျီယံကြိုက်တယ်နော်ဘော်ဒီကတော့အဝေးတွေပဲကျွန်တော်ကြိုက်တယ်ဂိုးပေါင်းကတော့အပေါ်တွေမကြိုက်သေးဘူးလက်ရှိချိန်ထိအဲ့တော့ဒီဘက်မှာကျွန်တော်စပိန်ကြိုက်တယ်ဂိုးပေါင်းကတော့လက်ဆောင်ရင်းတယ်နော်အဲနောက်တစ်ပွဲက Leicester နဲ့ Wage Leicester နဲ့ Wage မှာ Wage က၃လုံးကို60ရှုံး၄လုံးတည် အဲဒီကဒီဟာကဘော်ဒီဂျင်းနဲ့နည်းနည်းကြလာ၄လုံး85ပြားနိုင်ကနေကြလာတာပေါ့နော်အဲတော့၄လုံး85ပြားနိုင်ဆိုတော့၃လုံးအရှုံးဝင်ရိုးကနေ၃လုံး50ရှုံးဝင်ရိုးကြလာပေါ့နော်3.5ကနေ3အဲ -90 ကိုကြလာအဲတော့ အဲ့တော့ဂျီပွဲမှာ wish နဲ့ lashes တင်းကလက်ရှိ ranking ရဆို180လောက် high เนาะ180တော်တော်လေးကို high lashes တင်းကတော်တော်လေးကိုမှအောက်ကိုရောက်နေတဲ့ဒါ ranking တော်တော်လေးနှိမ့်နေအတင်းပေါ့ပထမကြော wish မြေမာတော့က 3C နဲ့ lashes တင်းကိုနိုင်နေအဲ့တော့3လုံးအရှုံးပေးတယ်3လုံးအရှုံးဆိုတော့အဲဒီ အဝေးကွင်းမှာဆိုတော့၃လုံးတေးလောက်ပြီးရင်ကြီးရဖဲဖြစ်တယ်လက်ရှိပေးထားတဲ့ကြီးက၃လုံးတေးမဟုတ်ဘဲ၃လုံး50နိုင်ဝင်ရို့အခြေခံထားတာဆိုတော့နော်၃လုံး50ရှုံးဝင်ရို့အခြေခံထားတာဆိုတော့နည်းနည်းလေးကြီးပြင်းတဲ့ထက်မှာပါတယ်အဲဝေးအနေနဲ့ရမဲ့လွဲချက်ရှိမရှိကျွန်တော်ပြန်ကြည့်ဖို့လိုအပ်တယ်အဲတော့ဝေးတကယ်ကိုပြတ်မှာမလို့ဒီကြီးချမ်းဖွင့်လာလားနောက်ဆုံး၃ပွဲဆက်ဝေးအနေနဲ့ကဒါရှုံးထားတယ်ဘယ်ကြီးရန်ကိုတူဖုန်းနဲ့ရှုံးတယ်ဒီချိန်မှာ friendly match ၂ပွဲကန်၂ပွဲသွင်းတို့ရှုံးထားတယ်ပေါ့နော်အော်ဒီနေထားမှာဝေးကိုပြတ်နိုင်ပါမလားဒါကိုကျွန်တော်တစ်ချက်စဉ်းစားအမဲ့လွဲ ချက်ရောက်ဝေးဒီဒီနေ့မှာနိုင်လို့ရှိရင်တစ်ဖက်ကမြောက်မက်ဆီဒိုနီးယားဒါနောက်ဆုံးပွဲသင်းမှာသူတို့ရှုံးခဲ့မယ်လို့သူတို့ကချန့်ရှိတယ်။အဲ့တော့ဟိုဝေးအနေနဲ့ချန့်ရှိတယ်။တင်ရှားနီးယားကြည့်မယ်ဆိုရင်ချန့်တစ်ခုရှိတယ်။ဒါပေမဲ့သူတို့ goal different များလိုအပ်တယ်။လက်ရှိမှာ goal different သူက3 goal ပဲရှိတယ်။မြောက်မြောက်မက်ဆီဒိုနီးယားကြတော့ဟိုလောက်ရှိတယ်။6 goal ပေါ့နော်။ Ừm sorry ။ ကိုကိုရှိရကိုကို different ဖြစ်တာလို့ညောင်းမက်စီတို့နေရာနဲ့ရှင်မလဲ wish အနေနဲ့ဂိုးများများတွင်းဖို့လိုရအဲ့တော့ဒီလိုဂိုးများများတွင်းဖို့လိုအပ်နေရဖြစ်တဲ့အတွက်ဒါဂိုးပေါင်းကြီးရော body ကြီးတန်းရောတော်တော်လေးပြင်းနေရလားဆိုတော့ကျွန်တော်တို့ကဒါယူဆလို့ရတယ်ပေါ့နော်အော်ဒီနေရာမှာကျွန်တော် wish ကိုကြိုက်တယ် wish 3ဂိုး4ဂိုးလောက်ထိရောက်မယ်လို့ကျွန်တော်ယူဆတယ်3 C 4 C လောက်ထိရိုက်မှဒါသူ့အနေနဲ့ခြေစပွဲအောင်ဖို့ကအခြေအနေကောင်းပါပေါ့နော်အော်ဒီနေရာမှာ legend stain ကိုပြန်ကြော legend stain 900နိုင်လားဆို900ဘူးတော့ခက်တယ်ဘာလို့လဲသူကန်ထားတဲ့6ပွဲစလုံးမှာတကိုးမှမတွင်းနိုင်ဘူး 23ဂိုးထိပေးထားရတယ်။ရမတ်က0ပွဲတိုင်းရှုံးထားတယ်ပေါ့နော်။အော်ဒီနေ့မှာလက်ရှစ်စတိန်ဂိုးရဖို့တော့ခက်တယ်။ဂိုးပေါ်ကဒီဝေ့စ်တစ်ပတ်တည်းရပဲဂိုးလေးလုံးတွင်းမှဒါဂိုးပေါင်းကြီးတည်ကြမယ်၅လုံးတွင်းမှဂိုးပေါင်းအပေါ်အောင်ပါမယ်နော်အဲ့တော့ဂိုးပေါင်းအပေါ်ကတော့ အဲယူလို့လဲရတော့ရတယ်လေးလုံးထိတော့ရောက်နိုင်တယ်လေးလုံးရောက်မှလည်းဘော်ဒီကြီးတန်းအပြည့်အောင်ပါဆိုတော့အခက်တာကဒီလိုကြီးတန်းနေကကျွန်တော်တို့ဇုံပေါ်ပေးအောင်လာရှာတယ်လက်ရှိကန်ထားတဲ့ရှေ့နေရကိုကြည့်မယ်ဆိုဂျာမနီဆိုရင်ဇုံအောက်တောင်ကြာတယ်အဲနော်ဝေးဆိုရင်ဘော်ဒီကြာတယ်ခိုးပေါ်ပေးသွားတယ်အဲအဲ့လိုမျိုးလေးအီတလီဆိုဇုံကြာတယ်နော်အဲ့လိုမျိုးလေးတွေဆိုတော့ကြီးအရန်ပြင်းတဲ့ပွဲတွေက ဟိုဇုံပေါ်လဲပေးမအောင်ဇုံအောက်တွေကအောင်တာများတယ်ဇုံပေါ်မအောင်တာများတယ်အဲ့တော့ဒီဘက်မှာကျွန်တော်ဘာယူမလဲမနေ့ကဂျာမနီထက်ကြတယ်ဝေးတင်ဂျီပင်းနဲ့အတင်းအဝေးတင်ထက်ကြရှေ့ရက်မှာအီတလီကြတယ်အဲ့တော့ဒီနေ့မှာကျွန်တော်ဝေးကိုဂျီပင်းဆုံးပွဲကိုဝေးကိုကျွန်တော်ကြိုက်တယ်ဝေးလေးလောင်းလောင်းရိုက်မှကိုရမယ်ပွဲမလို့ကျွန်တော် go different အရာလိုအပ်ချက်ရှိတဲ့အတွက်ကြောင့်ကျွန်တော်ဝေးကိုကြိုက်တယ်ပေါ့နော်အဲ့တော့ဝေး body ကြိုက်ပါတယ်ဂိုးပေါင်းကတော့ ကျွန်တော်ဒီပွဲတော့အပေါ်ကြိုက်တယ်ဗျာနော်အပေါ်ကြိုက်နောက်ဆုံးပွဲစဉ်ကမြောက်မက်ဆီဒိုနီးယားနဲ့ဝေ့စ်နဲ့ကင်ရမှာဆိုအဲ့ပွဲလေဝေ့စ်ကရိုက်ရမှာဆိုဒီပွဲကိုလည်းသူတို့ကဟိုဘယ်လိုပြောမလဲ short လို့မရအောင်ဒီပွဲလေးတင်ကလာရမှာဗျာနော်အော်ဒီပွဲမှာသူတို့ဂိုးပြည့်ရှင်းပြည့်နိုင်ထားမယ်ဗျာဂိုးပြည့်ရှင်းပြည့်နိုင်ထားပြီးတော့ goal different ရမြောက်မက်ဆီဒိုနီးယားအမှတ်တူနဲ့ goal different သူတို့အဆင့်နှစ်ကိုရောက်မယ်ဆိုရင်နောက်ဆုံးပွဲစဉ်မှာသူတို့တေးလောက်ကစားရမယ်ဆိုတော့ချစ်ချင်းပွဲကအောင်ပြီအဲ့တော့ဒီနေ့မှာသူတို့နိုင်နိုင်ကြီးပို့ပြီးရာခိုင်နှုန်းများတယ်ဂိုးပြည့်နိုင်ရာခိုင်နှုန်းပို့များတဲ့ဒီ Leicester City နဲ့ပွဲစဉ်မှာ wish အနေနဲ့တော်တော်လေး လားထားမယ်လို့ကျွန်တော်ယူဆတယ်အဲကြောင့် waste body ကြိုက်တယ်ဂူပေါ်လည်းကြိုက်ပါတယ်เนาะနောက်တစ်ပွဲကတူရကီနဲ့ဘူဂေးရီးယားတူရကီက3လုံး80နိုင်4လုံး90နိုင်ဂူပေါင်းကြီးရဲ့ body ကြီးရဲ့ကတ်တယ်ဗောနဒီနေ့တော့ကြီးအပြင်းနဲ့ပွဲရဲ့ body ကြီးနဲ့ဂူပေါင်းကြီးနဲ့ကတ်နေပါတယ်အော်3လုံး80နိုင်4လုံး90နိုင်တူရကီနေနဲ့ကဟိုဂူပြည့်ချီပြည့်တွင်းလဲကျွန်တော်တို့ဒီစပင်းကိုမကြော်နိုင်ဘူးဟိုချင်းသေးဝဲ အော်အောက်ကတတိယအောက်ကဂျော်ဂျီအောင်ကြီးတော့လေသူ့မမိနိုင်တဲ့နေရာသူဒီဂျားထဲမှာလွတ်နေရပေါ့နော်အော်သူကအစင်းတင့်နေရာနဲ့ကြီးအောင်နဲ့အဲခြေစပွဲအောင်နိုင်ကြီးရှိလားဆိုတော့စပိန်ရှုံးမှာမရအောင်စပိန်မရှုံးရင်တော့မရအောင်စပိန်ကရှုံးမှုဆိုတာလည်းခက်တယ်ပဲဟိုအတင်းကြီးလည်းဖြစ်နေရပေါ့နောက်ဆုံးပွဲစဉ်မှာစပိန်နဲ့တူရကီကလည်းကင်အားမှာဆိုတော့စပိန်မြေမှာတူရကီနိုင်ဖို့ကလည်းခက်တယ်အဲ့တော့တူရကီကဒီနေ့မှာပဲသူတို့ကရမဲ့ယူထားမယ်ဂိုပြက်ရှိပြက်တွင်းထားမယ်ဒါတော့ပဲသူတို့လုပ်လို့ရအဲ့တော့သူတို့ကနိုင်ုံနဲ့လည်းအမှတ်ကရပြီဂိုဒီဖရန့်ကလည်းစပိန်ကိုတွားပြီးတော့တူဟိုညှိလို့မရအောင်စပိန်က55 15ကိုးတော့ပြတ်ထားတာဗျာ15ကိုးရတယ်ပေးကိုးလုံးဝမရှိတော့အဲ့တော့လက်ရှိမှာတူလီကီက73ကိုးရပြီ10ကိုးပေးတော့ goal different 3ကိုးပဲရှိတယ်ပေါ့နော်အဲ့တော့ဒီအနေထားမှာကျွန်တော်တို့ဒီပွဲကအဲဘယ်လိုပြောမလဲဘူဂေးရရဲ့လက်ရှိအနေထားကိုကျွန်တော်ကြည့်ရမယ်ဘူဂေးရအနေနဲ့တော့ခြေစစ်ပွဲအောင်ဖို့တော့မဖြစ်နိုင်တော့ဘူးအဲ့တော့ဘူဂေးရလက်ရှိမှာတကယ်ကံနိုင်ကြီးများမများကျွန်တော်ဒါကိုတိကျကြည့်ရဘူဂီဘူဂေးရရဲ့အဝေးကွင်းကားလမ်းဖောင်ကျွန်တော်ကြည့်မယ်၄ပွဲ ဇက်တိုင်ရှုံးလာတယ်။လေးပွဲမှာသူပေးရဂိုးတွေကျွန်တော်ကြည့်မယ်ဆိုရင်အနေအဆုံးတစ်ပွဲကိုနှစ်ဂိုးလုံးသူပေးထားတာကျွန်တော်တွေ့နေရတယ်။ရာဂိုးကတကူပဲသူတို့ပြင်ရတာ။အဲ့တော့နောက်တန်းညံ့နေပေါ့ဗျာသိရမလားအဝေးကွင်းမှာဆိုရင်သူတို့နောက်တန်းညံ့နေဆိုတဲ့အချက်ကိုတွေ့ရနောက်ဆုံး၄ပွဲဆက်ကိုပေါင်းအပေါ်တက်ထားတယ်ဟိုအိမ်ကွင်းဝေးကွင်းတိုတယ်ကိုကြည့်မယ်ဆိုနောက်ဆုံး၅ပွဲ sorry ၅ပွဲမကောက်၉ပွဲလောက်ရှိမယ်၉ပွဲလောက်သူတို့ကိုပေါင်းအပေါ်တွေပြန်တောက်လျှောက်ကန်ထားတယ်သူကဂိုးတွင်းနဲ့ပွဲဆိုလို့ကျွန်တော်တို့တပွဲနှစ်နှစ်ပွဲ တုံးပွဲလောက်ပဲသူကဂိုးကောင်းကောင်းတွင်းတယ်ကျန်တဲ့ပွဲတွေကသူ့ကိုပဲဂိုးတွင်းသွားတဲ့ပုံစံပေါ့နော်အဲ့တော့သူကနောက်တန်းညနေထဲမှာပါတယ်အော်ဒီပွဲမှာတူရကီ3ဂိုးတော့ပြန်နိုင်ခြင်းများတယ်ဗျာနော်အော်တူရကီပဲကျွန်တော်ယူရမှာပဲဟိုတူရကီပဲကြိုက်ပါနော်ဒီနေ့ကြေးပြင်းပေးမယ်အပေါ်တွေပဲကျွန်တော်ကြိုက်ထားတယ်ရှေ့မှာလည်းကြေးပြင်းနေအပေါ်တွေတိတ်မအောင်ထားတာဖြစ်တဲ့အတွက်အရင်အပေါ်တော့ယူလို့ကောင်းပါတယ်နော်အဓိကကဗျာကျွန်တော်ဒီဒီလိုပေါ့နော်တူရကီတို့ဒီဝေးတို့ဘူဂေးရီးယားတို့ဂျော်ဂျီယာတို့ အဲနောက်ခုကအော်စတီးရီးယားလိုနာမည်ကြီးအသင်းမဟုတ်ဘဲဂျီယန်လိုစပိန်လိုအီတလီအင်္ဂလန်အဲ့လိုမျိုးမဟုတ်ဘဲနဲ့အသင်းလက်တွေပေါ့နော်အဲ့လိုအသင်းတွေမှာရှိတဲ့ကစားသမားတွေကကျွန်တော်ဘေးနေဘေးအသင်းတွေမှာကစားနေတယ်ကလပ်ဆိုရင်ဘေးနိုင်ငံတွေမှာကစားနေကျွန်တော်တစ်ချက်ကြည့်ရမယ်အဲ့လိုကြည့်ရခါမှာဒီဥရောပအမှတ်ပေးပြိုင်ပွဲအင်္ဂလန်ပီးမားလီးတို့နော်အင်္ဂလိပ်ပီးမားလီးတို့စပိန်တို့အီတလီတို့ဂျာမန်တို့ဒီလိုမှာကစားနေတဲ့ကစားသမားတွေများတယ်ဆိုရင်တို့အသင်းတွေကတကယ် quality ရှိတဲ့ကစားသမားတွေရှိရလို့ယူဆလို့ရတယ်ဒီကောင်တွေကပဲတကယ်အဆုံးဖြတ်တွေ ကို finishing တွေကိုကောင်းကောင်းလုပ်ပေးနိုင်အဲ့လိုမဟုတ်ဘဲနဲ့သူတို့ကိုယ်နိုင်ငံမှာကိုပဲကလားနေရဲ့ကလားသမားတွေဆိုရင်အဲ့လိုအထိကျွန်တော်တို့ဆိတ်ချရမယ်အနေထားမရှိဘူးဒါမျိုးလည်းကျွန်တော်ထည့်သွင်းစဉ်းစားဖို့လိုရတယ် line ရဲ့ player တွေမှာဘလို့ကလားသမားတွေကိုနီးပြားကဒီတစ်ပတ်မှာရွေးချယ်ထားလဲဒါလေးလည်းကျွန်တော်ကြည့်ဖို့လိုရတယ်ပေါ့အဲ့တော့ ဟိုတူရကီမှာဆိုကျွန်တော်ဒီအာရာဂူလာလို့ပါတယ်ရီယယ်မက်ထွတ်လို့အတင်းမှာကလားနေရတော့ပြီးတော့အကွင်းလေရဒီအင်တာမီလန်ကွင်းလေကလားနှမရှိတယ်ဒီလိုမျိုးကြီးကြောင့်ဒါဒီနေ့မှာတူရကီကတကယ်ဒီ quality player world class player ပုံစံမျိုးတွေရှိရလို့ယူဆလို့ရတယ်အဲတကယ်ကံမဲ့ဆိုလည်း quality player ရဲ့ domination ကပိုကောင်းနေမယ်လို့ကျွန်တော်ယူဆလို့ရအဲ့တော့အဲ့လိုမျိုးလည်းကြည့်လို့ရရတယ်ပေါ့နော် အဲ့တော့ကျွန်တော်ဒီဘက်မှာတူရကီပဲကြိုက်ပါဂူပေါ်တော့အရင်ကြီးမကြိုက်ဘူးเนาะဂူပေါ်လေးလုံးရောက်ဖို့တော့နည်းနည်းလေးခက်မှာဒါပေမဲ့ကြောင်းလဲရောက်သွားနိုင်ပါเนาะ၃ကို၄ကိုလောက်ရောက်သွားနိုင်ကြတော့များပါတူရီစီ4စီပေါ့အဲ့လိုမျိုးလေးဖြစ်သွားနိုင်ကြတော့များတယ်ဒါပေမဲ့ကျွန်တော်တူရကီပဲကြိုက်အော်ဒီနေ့မှာတော့ ပွဲတွေပေးရမှာနည်းနည်းတော့ခက်လန့်လန့်ရပြန်ကြီးတွေကရမ်းပြင်းတော့ဘယ်လိုပြောမလဲကိုပြက်ချိပြက်နိုင်မှပဲဟိုကြီးတွေအောင်မဲ့အနေထားရှေ့မှာနှစ်နှစ်ရက်ကတော့ကျွန်တော်ထင်သလိုကြီးကိုပြက်ချိပြက်နိုင်သွားတဲ့အတင်းတွေတိတ်မရှိဘူးအဲပြင်တက်လောက်ပဲတည်ရတာ 4G ဘာညာရှိတယ်ပေါ့နော်ဟို ငါကို6ကိုပြက်ကြီးနိုင်သွားတဲ့အတင်းရေလို့ကောင်းကောင်းမွန်မွန်သိမတွေ့ရသေးဘူးပေါ့နော်အဲ့တော့ဒီနေထားမှာတော့ကျွန်တော်တို့အဲတစ်ချက်တော့ဒီထားပြီးတော့ဆော့ရမယ်ဟိုဘာမစိုးတော့ဖြစ်လာနိုင်ကြီးရှိတယ်မဲ့လို့ချက်ရှိတဲ့အတင်းတွေအများကြီးရှိတယ်နိုင်မဖြစ်မဲ့အတင်းတွေနိုင်မနိုင်ရင်ရှိသပွဲအောင်မို့တေးကြတဲ့အတင်းတွေလည်းရှိတယ်ပေါ့နော်အဲ့ခုနပြောလို့ဟိုကစားသမားအင်အားတွေလည်းကျွန်တော်တစ်ချက်ကြည့်ပါပြီးလို့ရှိရင်ဒီကြီးရရောရှေးပထမကြောရလဲအောင်အောင်ခဲ့လားကြခဲ့လား အဲ running different နေလဲတစ်ချက်ကြည့်ပါ goal လိုအပ်ချက်ရှိမရှိ weight နဲ့ဒါ goal လိုအပ်ချက်ရှိအဲကြောင့်မို့ကျွန်တော်ကြိုက်တယ်မဟုတ်ရင်တော့တုံးကိုပြက်ကြီးတုံးကိုသွင်းအောင်ဂျင်းမောင်နေပြီလေကိုသွင်းမှဂျင်းအောင်မယ်ဆိုရင်နေသားရဟိုကြောက်စရာကြီးပေါ့နော်ဟိုအဝေးကွင်းလဲဖြစ်နေအိမ်ကွင်းဆိုတော့နေရတာပေါ့လीနော်အဝေးကွင်းဆိုတော့လိုအပ်ထက်ကြီးတော့ပုံပြင်းနေရဒါ goal different ရဂျင်းပြင်းထားလို့ကျွန်တော်ယူဆထားတာပေါ့နော်အဲကြောင့် weight ကိုကြိုက်ခဲ့တယ်အဲ့တော့ဒီကျွန်တော်ဟို7နိုင်ခွဲကြီးအကုန်7နိုင်ခွဲကြီးပွဲကြီးအကုန်ပြောပြီးသွားပြီ7နိုင်15ပွဲကြီးကျွန်တော်နောက်တစ်ပိုင်းခွဲလိုက်ပါလို့ဟို ဟိုတော့ရှိနေ18မိနစ်ကျော်နေဆိုတော့เนาะအော်ကျွန်တော် file နဲ့ file ခွဲလိုက်ပါမယ်ဒီ file ကိုတော့ဒီမှာပဲကျွန်တော်ရက်လိုက်မယ်ပြီးရင်ကျွန်တော်နောက်ခဏနေကြရင်ကျွန်တော်နောက်တစ် file နဲ့ကျွန်တော်အတူပြန်တွေ့ကြမယ်ပေါ့เนาะအဲ့တော့ဒီ file မှာတော့ဒီလောက်ပါပဲအော်ညနေကြရင်ကျွန်တော်ညကြပါတော့เนาะည9:00နာရီ ခွဲနောက်ဆုံးထားပြီးတော့ကျွန်တော်မောင်းနေဒီအားအကုန်လုံးကျွန်တော်ကျွန်တော် free channel မှာ feed တွေပါအကုန်ပို့ပေးမယ်เนาะအဲ့တော့ကျွန်တော် free channel မှာ join ရတဲ့ညီကိုရှိရင်ဒါ video ရဲ့ comment မှာ description မှာကျွန်တော်ဒီ Viber free channel link Telegram free channel link နဲ့အကုန်ချပေးထားပါတယ်အဲ့ဒါ description ဝင်ရောက် join ပြီးတော့ကြည့်ရှုလို့ရပါတယ်အားလုံးမင်္ဂလာရှိသောနေ့ရက်ခလစ်ဖြစ်ကြပါစေအားလုံး good luck ပါခင်ဗျာ